အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဖာအမေရိကန်အစိုးရကိုပြန်လည်ဖွင့်လှစ်ရန်အတွက်ငွေကြေးထောက်ပံ့မှုဥပဒေကိုယမနေ့ညနေပိုင်းတွင်လက်မှတ်ရေးထိုးခဲ့ပါသည်။ဒီလိုဆောင်ချက်ကြောင့်အမေရိကန်နိုင်ငံ၏တမိုင်းတွင်အကြဆုံးဖြစ်သော53ရက်ကြာအစိုးရပိတ်သိမ်မှုမှာတရားဝင်အစိုးသက်သွားခဲ့ပြီဖြစ်ပါသည်။အဆိုပါဥပဒေမူကြမ်းကိုအမျိုးသားလွှတ်တော်မှမဟာနတ်ဆာနှင့်မဟာကိုမဲဖြစ်အတီးပြူပြီးနောက်သမ္မတထံတွင်ပြခဲ့ခြင်းဖြစ်ပါသည်။ မဲဘေးရာတွင် Republicans အများစုအပြင် Democrat Party ဝင်အမတ်အချို့ကပါထောက်ခံမဲပေးခဲ့ကြပါတယ်။ဥပဒေကိုလက်မှတ်ရေးထိုးစဉ်တမရ Trump ကဒီအကြောင်းအရာတွေကို မီဒီယာကမမေ့သင့်ဘူး။ဒါတွေဟာမနှက်ဖြန့်မဲ့ဆွဲပွဲမှာအရေးကြီးလိမ့်မယ်ဟုပြောကြားခဲ့ပါတယ်။တမရကလွတ်တော်နှစ်ရက်အကြာပဋိပက္ခများကို Democrat Party အပေါ်ဝေဖန်ပြောဆိုခဲ့ပြီးအာမခံကုမ္ပဏီတွေကိုငွေမပေးတော့ဘူး။ငွေကိုပြည်သူတွေကိုတိုက်ရိုက်ပေးမယ်ဟုလည်းထပ်မံပြောကြားခဲ့ပါတယ်။ ဒါအပြင်နှစ်ခါ26ခုနှစ်အလဲတန်းရေးကောက်ပွဲတွင်ဂျမားရေးမူဝါဒဟာနိုင်ငံရေးရဲ့အထူးအဥတီချက်ဖြစ်လာမယ်လို့သတ်မှတ်ခဲ့ပါတယ်။လွတ်တော်အကြီးအကဲမိုက်ဂျွန်ဆန်ဟာဗဟိုအစိုးရပြန်လည်ဖွဲ့လှစ်ရေးဥပဒေတွင် ပါဝင်လာသောစီးမင်းတစ်ခုကြောင့်ဒေါ်သာထွက်ခဲ့ပါတယ်။စီးမင်းမှာအမတ်များအနေဖြင့်ဥပဒေစိုးမိုးရေးအဖွဲ့ကိုတိုင်ကြားလို့မိမိတို့ဖုံးမှတ်တမ်းများကိုစုံစမ်းခြင်းခံရပါကတရားစွဲဆိုနိုင်မည်ဟုဖော်ပြထားပါတယ်။ ဒါဟာကျွန်တော်မသိတဲ့အချိန်မှာထည့်သွင်းလာတာပါတော်တော်လေးမနစ်မြို့မိဘူးဟုဂျွန်ဆင်ကဖြောကြားခဲ့ပါတယ်အစိုးရပြည်သိမှုကြောင့်လေကောင်းခလီစဉ်900ကျောင်းဖျက်သိမ်းခံခဲ့ရပြီးခရီးစဉ်များအတက်အခက်အခဲများရှိနေစေဖြစ်ပါတယ်လေကောင်းအဖွဲ့အစည်းများကအစိုးရပြန်လဲဖွင့်လှစ်ခြင်းကြောင့်လေယာဉ်များပုံမှန်အတိုင်းပြန်လဲပြန်တန်းနိုင်မည်ဟုကြေညာထားပါတယ်53ရက်ကြာခဲ့တဲ့အမေရိကန်အစိုးရပိတ်သိမ်းမှုဟာယခုအခါအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ် ။လာမည့်2026ခုနှစ်ရွေးကောက်ပွဲအတွက်ကျန်းမာရေးမူဝါဒညင်အစိုးရစည်းဝါးရေးအခြေအနေများဟာနိုင်ငံရေးတွင်အဓိကအရေးပါသောခေါင်းစဉ်များအဖြစ်ပေါ်ထွက်လာနေပါသည်။